မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ကြောက်ခံမှာရှိတဲ့ကြားဖြန့်ခိုင်းများမှာလူကုန်ကူးခံထားရတဲ့နိုင်ငံသား262ဦးကို DKBA ကထိုင်းအစိုးရထံကိုလွှဲပြောင်းပေးလိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြောက်ပြည်မြို့နယ်ကြောက်ခတ်ဒေသမှာရှိတဲ့ကြားဖြန့် online ငွေလိမ်ခိုင်းများမှာလူကုန်ကူးခံနေရတဲ့နိုင်ငံသား262ဦးကို ထိုင်းဆိုရထံကိုဖေဗူလာ12ရက်နေ့နေ့လယ်ပိုင်းကလွှဲပြောင်းပေးလိုက်ပြီလို့သိရပါတယ်။ DKPA ထိန်းချုပ်နယ်မြေများမှာလုတ်ကင်နေကြတယ်။ကြားဖြန့်ငွေလိန်ဂိုင်းတွေမှာပိမိနေသူနိုင်ငံသား262ဦးကို DKPA ကဖေဗူလာ12ရက်နေ့မနက်ပိုင်းကကယ်တင်နိုင်ခဲ့ပြီးတော့လက်ရှိမှာထိုင်းဘက်ကိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီးတော့ထိုင်းစစ်တပ်ကစစ်ကား78စီးနဲ့စောင့်ဆိုင်းနေပြီးတော့၎င်းတို့အားလုံးကိုတဲဆောင်သွားတယ်လို့သိရပါတယ်။ ်ခမားတို့သတင်းဌာနမှာပါတဲ့ပါကစ္စတန်နိုင်ငံသားတွေလည်းပါသွားပါတယ်လို့ DKBA သတင်းရင်းမြစ်ကပြန်လည်ပြောပြထားပါတယ်ဖေဖော်ဝါရီလ18ရက်နေ့ကမြဝတီမြို့နယ်ကြောက်ခက်ဒေသမှာ ကြားဖြန့်ဂိုင်းများအခြေပြုတဲ့ဇုံအစ်စ်တချို့ကိုတိစောက်နေပြီးတော့အဲ့ဒီနေရာတွေမှာပါကစ္စတန်နိုင်ငံသား9ဦးထက်မနည်းဟာလူကုန်ကူးခံထားရကအတင်းကျပ်အလုတ်ခန်းခံနေရပြီးတော့ကြားဖြန့်ဂိုင်းများကတတ်မှတ်ထားတဲ့ငွေကြေးပမာဏကိုလိမ်မပေးနိုင်တဲ့အတွက်ကယ်ဆယ်ပေးရန်အဆင့်ဆင့်အကူအညီတောင်းခံလာကြောင်းသတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကဆွေကုတ်ကိုမြို့ကိုအဓိကချုပ်ကင်ထားတဲ့ကရင်နယ်ကြားစောက်တပ် BGF ကလည်းကြားဖြန့်ငွေလိမ်ဂိုင်းတွေထဲမှာပိတ်မိနေသူအယောက်80ခန့်ကို ထိုင်းနိုင်ငံဘက်ကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။သို့တော်လည်း BGF ခေါင်းဆောင်ဘုံမူကြီးစောချစ်သူအပါအဝင်ထိပ်ပိုင်းခေါင်းဆောင်တချို့ကိုကြားဖြတ်ငွေလိမ်ခိုင်းတဲ့ချိတ်ဆက်မှုရှိတဲ့အတွက်ကြောင့်ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ကလူကုန်ကူးမှုတန်တရားနဲ့ဖမ်းဝရန်ထုတ်ရန်ပြင်ဆင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေဘူးကျေးရွာအနီးမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကတပ်ချက်ခြေတအုပ်အပါအဝင်၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ30ရက်နေ့မှာညောင်ရွှေမြို့နယ်ရန်ကင်းကျေးရွာထီးကြီးကျေးရွာနယ် ခမင်းချို့ဓာဖရားစခန်းကုန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပို့ပြည်သူစစ် PNO ပူးပေါင်းတပ်ဖွဲ့ကအင်အား150ဝန်းကျင်နဲ့ရေဘူးရွာအရှိတ်ရေချောင်းအထိကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကတပ်ပြတ်ပြီးတော့ထီရီကျေးရွာအတွင်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အခုလိုမျိုးဆုတ်ခွာသွားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူးပေါင်းတပ်များက ဒရုန်းနဲ့လိုက်လံတိုက်ခိုက်ခဲ့ရာအကြမ်းမဲ့စစ်တပ်ဘက်ကတပ်ချက်ကြီးတအုပ်အပါဝင်၄ဦးသေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်သား၂ဦးနဲ့ PNA အဖွဲ့ကတအုပ်စုစုပေါင်း၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF အမှတ်၁၃၃၉တပ်ရင်းဖဲခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် PKPDF2 အမှတ်၁၃၃၆တပ်ရင်း B column ပြားစစ်ကြောင်းနဲ့ SSRY တပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မယန်းကုန်းမြို့နယ်အမှတ်၁ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာမပေါက်ကွဲသေးတဲ့ပြင်းအားမြင့်မိုင်းတလုံးရှိနေတဲ့အတွက်ပြည်သူများရှောင်ရှားပြီးတော့တွာလာကြပါရန်ရန်ကုန် UG People Army YUPA အဖွဲ့ကတာဝန်ရှိသူတို့ကသတိပေးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဖေဖော်ဝါရီလ17ရက်နေ့ည9:00နာရီကမှမြန်ကုန်မြို့နယ်ပြင်းအောင်ကာဝဲအတွင်းမှာရှိတဲ့အမှတ်1ရက်ကွာအုပ်ချုပ်ရေးမှုရုံးကိုရန်ကုန် UG People Army YUPA အဖွဲ့ကပြင်းအားမြင့်မိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့မိုင်းပစ္စည်းချုပ်ရွေးမှုကြောင့်ပောက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့အမှတ်1ရက်ကွာအုပ်ချုပ်ရေးမှုရုံးအနီးကိုတွာလာခြင်းများမပြုလုပ်ကြရန်အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရာများကိုရှောင်ရှားပြီးတော့တွာလာကြရန်ရန်ကုန် UG People Army YUPA အဖွဲ့ကအတိပေးပြောဆိုထားပါတယ်။ပြည်သူတွေအနေနဲ့အမှတ်1ရက်ကွာအုပ်ချုပ် င်းမှုရုံအနီးကိုသတိထားပြီးတော့သွာလာကြဖို့နဲ့ဆက်လက်ပြီးတော့ကျွန်တော်တို့အနေနဲ့မြို့ပြမစ်ရှင်တွေကိုအချိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်တယ်လို့အတိပေးကြပါတယ်လို့ ရန်ကုန် UG People Army YUPA အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။ YUPA ကရဲဘော်များအနေနဲ့ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးတော့မျိုးပြမရှင်များကိုအရှိန်ဟုန်မြင့်ပြီးတော့လုံဆောင်မှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများရှိရာနေရများကိုရှောင်ရှားပြီးတော့သွာလာကြရန်ရန်ကုန် UG People Army YUPA အဖွဲ့ကအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်နဲ့မြန်မြုံနယ်အတွင်းမှာစစ်ကြောင်းထုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလိုက်လံတိုက်ခိုက်ရာစစ်ကောင်စီဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဝါရီလ9ရက်နေ့မနက်ပိုင်းမှာပေါ့မြုံနယ်ကုတ်ကိုစုရွာကအင်အား200ခန့်နဲ့ထွက်လာတဲ့စစ်သားရဲနဲ့ပြူစောတိပူးပေါင်းစစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြောက်လုံးရွာအနီးအရောက်မှာပြစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမြန်မြုံနယ်ဝိုင်းရင်ချိုင်ရွာအနီးအရောက်မှာပြည်သူက ာကွယ်တပ်ဖွဲ့များကထပ်မံတိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လက်ရှိတော့အဲ့ဒီစစ်ကြောင်းကစစ်မှုနဲ့အဲကိုရောက်နေပါတယ်။9ရက်နေ့တရက်ထဲမှာနဲ့2ချိန်ဖြစ်တာပါ။မနက်ပိုင်း2ချိန်နဲ့ညနေပိုင်း2ချိန်မှာအဲ့ဒီစစ်ကြောင်းကဇန်နဝါရီလ9ရက်နေ့ကတည်းကပခုတ်ကူကနေပြီးတော့ကား32စီးနဲ့ထွက်လာတဲ့စစ်ကြောင်းပါလို့မြိုင်းစပိုးရှင်း Battalion MSB ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။၎င်းတက်ခိုက်မှုကိုမြိုင်းစပိုးရှင်း Battalion MSB ရဲ့ထောက်ပို့ကန်တိုက်ရင်များဖြစ်ကြတယ်ပခုတ်ကူခရိုင် ်အမတ်နဲ့အမတ်6အမတ်ခွန်အမတ်14အမတ်15အမတ်၁၇တိုင်ရင်များနဲ့မဟာမိတ်တိုင်ရင် LPDF များဒေသခံပကဖတပ်ဖွဲ့များပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဒီပင်းရင်မြို့ပေါ်မှာရှိတဲ့နေအိမ်များကိုအကြမ်းဖက်ဆက်တပ်ကမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်၅လုံးမိလောင်ပြကြခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ၁၂ရက်နေ့မနက်9နာရီခွဲအချိန်ကမှဒီပင်းရင်မြို့ပေါ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်ဆက်ကောင်စီတပ်သားများကဒီပင်းရင်မြို့လမ်းစုံမှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်ဆက်ကောင်စီတပ်သားများဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူပိုင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီးနေအိမ်၅လုံးမိလောင်ပြာကျခဲ့ရတယ်လို့သိရပါတယ်။ဘာတိုက်ပွဲမှကိုမရှိပါဘူး။စစ်ခွဲတွေကပြည်သူပိုင်းနေအိမ်တွေကိုအကြောင်းမဲ့မိရှို့ဖျက်ဆီးနေတာပါ။ပြည်သူတွေထိခိုက်မှုရှိမှရှိတော့အတိမပြုတ်နိုင်သေးဘူးလို့အဖြူရောင် DPY အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။ဒါအပြင်ဘကိုးတိုင်းကြောက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခြင်းကြောင့်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးနဲ့စိုင်းကဲနှက်စီးပျက်စီးခဲ့ရတယ်လို့ KNU ဘဟိုကပြောဆိုထားပါတယ်။ဖေဖော်ဝါရီလ 21ရက်နေ့မိုးလယ်3:40မိနစ်ခန့်မှာကြောက်ချင်းမြို့နယ်ပဲနယ်ကုန်းမြို့မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးတစ်လုံးနဲ့ပြစ်ခတ်ခဲ့ရာဖြတ်လင်းကျေးရွာရဲ့ဘေးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ4:15မိနစ်ခန့်မှာပိန်းစလုံ264တိုင်ရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကတမင်အင်းကုန်းကျေးရွာကိုလက်နက်ကြီးနဲ့ပြစ်ခတ်ခြင်းကြောင့်နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ ညနေ9:28မိနစ်ခန့်မှာလေလုံကန်ရင်ကျွန်းကြေးရွာကိုဘရုံးနဲ့ဘုံကျဲတက်ခိုက်ခြင်းကြောင့်အသက်46နှစ်အရွယ်ဒေါ်အင်းမြင့်ခိုင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးနဲ့စိုက်ကယ်နှစ်စီးမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ9ရက်နေ့မနက်4:48မိနစ်ခန့်မှာကွန်းချောင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးတစ်လုံးနဲ့ပစ်ခတ်ခဲ့ရာဖြန်တလင်းကြေးရွာအနီးကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ညနေ9:16မိနစ်ခန့်မှာကြောက်တကားမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကဒရုန်းနဲ့ဘုံဒီနှလုံး ဖြန်တလင်းကြေးရွာအတွင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အသက်48နှစ်အရွယ်စောမောင်စိုးအသက်38နှစ်အရွယ်နော်လဲလဲထွေးနဲ့အသက်48နှစ်အရွယ်နော်မူမူဖောတို့တုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်သူပိုင်းနေအိမ်၃လုံးလဲထိခိုက်ပျက်စီးခဲ့ပြီးတော့ည၈နာရီ၃မိနစ်ခန့်မှာဖြန်တလင်းကျေးရွာအတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများက drone နဲ့ဘုံဒီတလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကဏီမြို့နယ်ချင်းတွင်းမြေကမ်းဘေးမှာရှိတဲ့နတ်ကြီးရွာနဲ့မုတ်ထောရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ကားတစ်စီးပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ၁၂ရက်နေ့မနက်ပိုင်းမှာကဏီမြို့နယ်ချင်းရဲမြေကမ်းဘေးမှာရှိတဲ့နတ်ကြီးရွာနဲ့မုတ်ထောရွာကိုအကြမ်းမဆက်တကလေရင်နဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနတ်ကြီးကျေးရွာဘက်ကအရသာပြည်သူအမျိုးသမီး၂ဦးနဲ့အမျိုးသားတဦးတို့မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိကာကားတက်စီပျက်စီးသွားတယ်လို့သိရပါတယ်။မုတ်ထောရွာကတော့မုတ်ထောမြောက်ရွာနဲ့မုတ်ထောတောင်ရွာနှစ်ရွာကြားထဲမှာရှိတဲ့ချောင်းထဲကိုကြာတာအထိခိုက်တော့မရှိဘူး။နတ်ကြီးရွာမှာကတော့ရွာရဲ့တောင်ဘက်အရက်ခေါ်ကြောက်ကွင်းထဲကိုပစ်တာပစ်တဲ့လက်နက်က rocket အပါဝင်လေရင်ပေါ်ကနေလဲဆက်လက်နဲ့ပါပစ်တာပါ။အဲ့ဒီ လိုပြစ်လို့ကြောက်ကွဲမှာအလုံးလုံးနေတဲ့အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားတို့တို့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီးတော့ကားတစ်စီးနဲ့ပျက်စီးသွားပါတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အကြမ်းဖက်ဆက်တကဖေဗူလာအတွင်းမှာကဏီမြို့နယ်အတွင်းမှာရှိတဲ့စုလီကုန်းရွာနတ်လုံဘုတ်ရွာအပါဝင်လက်ရှိနတ်ကြီးရွာနဲ့မုတ်ထောရွာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အချမ်းပါစစ်တပ်ရဲ့လေကြောင်းကနေတိုက်ခတ်မှုအတွင်အရတားပြည်သူနှစ်ဦးတိတ်ဆုံးက၅ဦးအထိထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်နတ်တန်ကွင်းကြောက်ကြီးလမ်းမိုက်မှာရှိတဲ့စစ်တပ်စခန်းကစစ်ကောင်စီတပ်သားအစ်တ2ဦးဟာလက်နက်တလက်ယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ12ရက်နေ့မှာကြောက်ကြီးမြို့နယ်နတ်တန်ကွင်းကြောက်ကြီးလမ်းမိုက်မှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကစစ်ကောင်စီတပ်သားအစ်တ2ဦးဟာတနက်တလက်ကိုယူဆောင်လာပြီးတော့ပြည်သူ့ကာကွယ်တပ်မတော်ဘကိုးခရိုင်အမှတ်နဲ့တိုက်ရင် P23702 ထံကိုအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအစ်တ2ဦးဟာ MA3 တနက်တလက် န်ကြီပေါက်3ခု 5.56G 198တောင်းတို့ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ကြောင့်ငွေကျပ်10သိန်းချင်းမြင့်ငွေအဖြစ်နဲ့ပြန်လဲချင်းမြင့်ပေးခဲ့ပြီးတော့ပြည်သူရင်ွယ်နဲ့ချိတ်ဆက်ပြီးလိုအပ်တာများကို ဆက်လက်ပြီးတော့ဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ကျွန်တော်တို့တိုက်ရဲအနေနဲ့ကနအူးချင်းမြင့်ငွေ10သိန်းကိုတော့ချင်းမြင့်ထားတာဖြစ်ပါတယ်။အဲ့ဒါကတော့လက်နက်နဲ့အလင်းဝင်လာတဲ့သူတွေကိုတိုက်ရဲအနေနဲ့ချင်းမြင့်ပေးတာပါ။ကျွန်တော်တို့တိုက်ရင်ကိုချိတ်ဆက်ပြီးတော့ကြိုပြီးတော့ချိတ်ဆက်ပြီးဝင်လာတာမျိုးမဟုတ်ပါဘူး။သူတို့တာဝန်ကျနေတဲ့နေရာကနေပြီးတော့ထွက်ပြေးလာပြီးတော့မှကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေရှိတဲ့ဘက်ကိုဥတီပြီးတော့ပြေးလာတာ။ပြေးလာပြီးတော့စုံမုံနယ်မြေတဲကိုရောက်တဲ့အခါကျမှသူတို့အလင်းဝင်ခြင်းလို့ပါဆိုပြီးတော့ တွေ့တဲ့လူကိုဆက်သွယ်ပြီးတော့သူတို့အလင်းဝင်ခြင်းလို့ပါဆိုပြီးကျွန်တော်တို့ကိုလှမ်းပြီးပြောတဲ့ပုံစံမျိုးပါကြိုတင်ချိတ်ဆက်ထားတာမရှိပါဘူးလို့ဘကိုးခရအမှတ်နဲ့တရင် P23702 ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မခေါ်ဆောင်ခံရသူများအနေနဲ့တော်လှန်ရေးတရင်တပ်ဖွဲ့များကိုအ мян ဆုံးချိတ်ဆက်ပြီးတော့အလင်းဝင်ကြရန်ဘကိုးခရအမှတ်နဲ့တရင် P23702 ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ